အစမ်းဖက်တက်ဖြက်ခံရမှုတွေကြောင့်ရွာလုံးချို့ပြောင်းရွှေ့မှုတွေရှိနေတဲ့ရခိုင်ပြည်နယ်ခြေသေးတောင်မြို့နယ်ရှိတိုင်းရင်းသားရွာလေးရွာအနက်ချို့ပြင်ခြေရွာကရွာသားတွေကိုအော်ဂိုလတ်ရှိရနေကစတင်ပြီးလုံခြုံရေးနဲ့နေရပြန်ပို့မှုတွေပြုလုပ်ပေးနေတယ်လို့သိရပါဗျ။ကိုင်းကြီးကျေးရွာသား9ဦးတက်ဖြတ်ခံခဲ့ရပြီးတဦးပျောက်ဆုံးနေတာ။နေကြောင်ရဲတပ်ဖွဲ့ကိုဘင်္ဂါလီရွာသားတွေဝိုင်းဝန်းရံပြုတိုက်ခိုက်မှုဖြစ်ခဲ့တာ မယူးတောင်ကိုခရုရှာသွားတဲ့ရွာသားနှစ်ဦးပျောက်ဆုံးမှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ရသေးတောင်မြို့နယ်အတွင်းကကျေးရွာတွေဖြစ်တဲ့ချွတ်ပြင်ရွာ၊ဗရောင်းမြန်ရွာ၊ပြင်ရှိရွာ၊ပောက်ပင်ရင်ရွာတို့ကကျေးရွာသားတွေဟာနေရဲဆွန့်ခွာထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုလောလောဆယ်မှာတော့ချွတ်ပြင်ရွာမှာလုံခြုံရေးချထားပေးထားတဲ့အတွက်ပြန်ဖို့အဆင်ပြေနေပြီးအစိုးရကလည်းလုံခြုံရေးဆောင်ရွက်ပေးဖို့ထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက်အခြားရွာတွေအတွက်လည်းအနည်းနဲ့အမြန်တော့လုံခြုံရေးထားပေးလိမ့်မယ်လို့မျှော်လင့်နေလို့ရွာသားတွေထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ် ုပ်ရာဇေဒီပြင်ကျေးရွာတို့ရောက်ရှိနေတဲ့ရေသစ်တောင်မြို့နယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးတန်းနိုင်ကပြောပါရယ်အခုတော့ရွာမှာစစ်တပ်လည်းရှိနေရဲလည်းရှိနေပြီးမကြောက်ကြနဲ့လို့ပြောကြောင်းလုံခြုံရေးအဖွဲ့တွေမရှိရင်တော့နေလို့ရမှာမဟုတ်ပဲထွက်ပြေးလာသူတွေကတော့ကိုရွာကိုတော့ပြန်ချင်ကြတယ်လို့ထွက်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်သိမ်းများကပြောပါရယ်ထွေပြင်ကျွေးရသူတူဦးဖြစ်တဲ့ဒေါ်လာနုကလည်းထွက်ပြေးတင်းရှောင်လာရတဲ့အတွက်စိတ်မချမ်းမသာဖြစ်နေရကြောင်းမိမိတို့အနေနဲ့ဘသူ့ကိုမှရန်ရှာစော်ကားခဲ့ခြင်းမရှိခဲ့ပေမဲ့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့တောတောင်တွေကိုသွားရောက်နိုင်ခြင်းမရှိတဲ့အတွက်ဆုံးရှုံးနေတာမှုတွေရှိနေတယ်လို့ပြောပါရယ်။ရခိုင်ပြည်နယ်မောင်တော်တောင်ပိုင်းမှာအပြစ်မဲ့တဲ့တာရာလောက်ကိုင်းနေသူကိုင်းကြီးမျိုးကျေးရွာသားတွေကိုတနက်ဓာလက်နက်တွေနဲ့ရဲရဲဆက်ဆက်တပ်ဖြတ်မှုတွေအပေါ်အစံဖက်တိုက်ခိုက်မှုအဖြစ်သတ်မှတ်ကြောင်းနဲ့ရေသေးတောင်မြို့နယ်အောင်နန်းရကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုမွတ်စလင်ဘင်္ဂါလီအုပ်စုကအတင်းဝင်ရောက်ဝိုင်းဝန်းနဲ့ဖြစ်စဉ်နဲ့တဆက်တဆက်တည်းစိုးရင်ကြောင်းကြားစိမ့်နဲ့ဇေဒီပြင်ကျေးရွာတို့ကျေးရွာအသီးသီးမှပြောင်းရွှေ့လာတဲ့ပြည်သူလူထုကိုမိ မိတို့ရဲ့မူရင်းနေရက်တွေကိုပြန်လည်သွာလာနေထိုင်ဖို့အတွက်ချွတ်ပြင်ရွာ၊ပတောက်မြန်ရွာ၊ပြင်ရွှေရွာ၊ပေါက်ပင်ရွာတို့မှာလုံခြုံရေးကင်းစခန်းတွေအခိုင်အမာခြားထားပြီးဖြစ်တယ်လို့ရခိုင်ပြည်နယ်အစိုးရကဩဂုတ်လ10ရက်နေ့မှာကြေညာချက်ထုတ်ပြန်ထားပါတယ်။